အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကတော့တပ်ပုံတွေကို Photoshop နဲ့ PDF file ပြုပြင်ပြောင်းလဲနည်းကိုလာလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကပြန်မအတုံးဝင်တယ်ဆိုတော့ကျွန်တော်တို့ online ပေါ်ကအလုပ်လျှောက်တာပဲဖြစ်ဖြစ် form တစ်ခုခုတင်တာပဲဖြစ်ဖြစ်ပါတော့ company က file တွေကို PDF file နဲ့လုတ်ပြီးတော့ပို့ပေးပါဆိုရင်ဒီနေ့ကအဆင်ပြေတယ်ပေါ့နော်ဒါကကျွန်တော်တို့ Photoshop ဓမ္မအတွေ့အကြုံပြောတာပေါ့နော်ဆိုတော့ဘယ်လိုလုပ်မှန်းလဲဆိုတော့ကိုဒီနေ့ကျွန်တော်တို့ဒွားအတူလေ့လာကြမယ်ကျွန်တော်အရင်လုပ်ထားတဲ့နမူနာလေးကိုအရင်ဖွင့်ပြမယ်ဒီမှာပေါ့နော်ကျွန်တော် CV file ကိုပေးထားပြီးတော့ဒါကကျွန်တော်နမူနာပေါ့ဗျာနော်ဒါက license ပုံမှန်ပုံတင်နောက်ပြီးတော့ CV file ပြီးတော့အင်ထောင်စုစရာပေါ့နော်အဲတချို့တွေစာတီပီကိတ်တွေပါလေညာတွေပေါ့နော်အွန်လိုင်းမှာတွေအမျိုးမျိုးထည့်ခြင်းလည်းရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီလို ပုံစံမျိုးဖြစ်အောင်တပ်ပုံကနေ PDF ဖိုင်ဖြစ်အောင်အတူတွားလေ့လာကြမယ်ဒါလေးကိုကျွန်တော်တို့အရင်ဖြတ်လိုက်မယ်နော်အာကျွန်တော်လုတ်ထားတဲ့ဟာတွေကိုဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဖိုတိုရှော့ဖွင့်မယ် ဒီကျွန်တော်တုံးနေတဲ့ဖိုလိုရှပ်ကြတော့2021ဘာရှင်းပါနော်ပြီးရင်ကျွန်တော်တို့တပ်ပုံတွေကိုဒါမှမဟုတ်စာရွက်စာတမ်းတွေကိုတပ်ပုံရိုက်မယ်တပ်ပုံရိုက်ပြီးတော့တပ်ပုံရိုက်လဲဆိုတော့ကိုဖုံးရိုက်လဲရတယ်ပေါ့နော်တပ်ပုံရိုက်ပြီးတော့ကျွန်တော်တို့ကွန်ပျူတာထဲကိုထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်တို့ ဒီမှာကျွန်တော်ထည့်ပြီးလားရှိတယ်ဒီမှာဒီထက်မှာကျွန်တော်ထည့်ထားပြီးလားကိုအတုံးပြုတ်မဲ့ကိုလုံးမဲ့ဇာရွက်ဇာတန်းတွေကိုကွန်ပျူတာထဲထည့်မယ်ပြီးရင်ကျွန်တော်တို့နာမည်ပေးခြင်းနဲ့ပေးထားပါဗျာမပေးခြင်းလည်းရတယ်ဒါလေးတွေကိုကျွန်တော်တို့ Photoshop ထဲမှာတပ်ဖွင့်မယ်ဖွင့်နေကတော့ကျွန်တော်တို့ဒီလို select အကုန်လုံး swipe ပြီးတော့ဒီလို select swipe တာတိတ်ပြီးတော့ မလုပ်တတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီတစ်ခုကိုရွေးလိုက်ပြီးရင် keyboard ပေါ်က control a နဲ့လိုက်ဒါဆိုရင် select off ဖြစ်သွားလိုက်ပါတော့ပြီးရင်ဒါကိုကျွန်တော်တို့ photoshop တဲ့ကို swipe ထည့်လိုက်မယ်တကယ်လို့အဲ့ဒီလိုမ swipe ထည့်တတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီ open file ကနေ file တွားရွေးပြီးတော့ဖွင့်လို့လည်းရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ PDF file လုပ်မဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ အကုန်ဖွင့်လိုက်မယ်ဖွင့်ပြီးရင်ကျွန်တော်တို့ file ထဲကိုတွားမယ်နော် menu file ထဲကိုတွားမယ်ပြီးရင်ကျွန်တော်တို့အောက်ကိုဆွဲချမယ်ဒီမှာ automatic ဆိုတာရှိတယ်အဲ့ဒါကလေးကိုဝင်လိုက်မယ်ပြီးရင်ဒီဘက်မှာ pdf presentation ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နော်ဒါဆိုရင်ဒီပေါက်လေးကျလာပြီဆိုရင်ကျွန်တော်တို့ဒီ add open file ဆိုတဲ့နေရာမှာကျွန်တော်တို့အမှန်ချစ်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ ခုနဖိုတိုရှပ်ထဲကိုဖွင့်လိုက်တဲ့ file တွေအကုန်လုံးဒီမှာပေါ်လာလိမ့်မယ်ဒီနေရာမှာတကယ်လို့ကိုထည့်ခြင်းတဲ့တပ်ပုံကိုထည့်ခြင်းတဲ့ file မရှိသေးဘူးလိုနေသေးတယ်ဆိုရင်လည်းဒီမှာဒီ processor လေးကိုဝင်လိုက်မယ်နော်ဝင်လိုက်မယ်ပြီးရင်တခုခုရွေးလိုက်ပါနော်ဟိုကိုလိုတဲ့အရာလေးတွေကိုရွေးပြီးတော့ထပ်ဖြည့်လို့ရတယ်ဒီနေရာမှာကျွန်တော်ကမဖြည့်တော့ပါဘူးเนาะကျွန်တော် cancel လုပ်လိုက်မယ်။အဲတကယ်လို့ပို့ရတယ်ဆိုရင်လည်း အဲဒီလိုပြန်ဖြတ်လို့ရတယ်เนาะဒီမှာအဲဒီမှာ line စင်ဆိုတာကျွန်တော်မယူချင်တော့ဘူးဒီတပ်ပုံပေါ့เนาะကျွန်တော်မယူတော့ဘူးဆိုရင်ကျွန်တော်တို့ select ပေးပြီးတော့ဒီလို remove လေးနဲ့တွားလို့ရတယ်ဒီ move နှိပ်လိုက်ရင်သူပြတ်သွားတယ်ပေါ့เนาะတကယ်လို့ဒီဟာလေးကိုပဲကျွန်တော်ထပ်ပွားခြင်းတယ်တစ်ခုခုကိုနှစ်ခုဖြစ်အောင်ပွားခြင်းတယ်ဆိုရင်အဲ့ဒီကိုပွားခြင်းတဲ့နေရာလေးကို select map မှတ်ပြီးတော့ double key လေးကိုနှိပ်လိုက်အဲဒါဆိုရင်နှစ်ခုဖြစ်သွားတယ်เนาะ အမလိုချင်ဘူးဆိုရင်ပြန်လီမူလောက်လိုက်တကယ်လို့ကိုကနာမည်လေးတွေခုနနာမည်လေးတွေကိုအစဉ်တိုင်းမလုပ်ထားဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့စီလို့ရတယ်ပေါ့နော် CV ဖောင်ကိုအပေါ်ဆုံးတင်ချင်တယ်ဆိုရင် CV ဖောင်လေးကိုအပေါ်ဆုံးတင်လိုက်ပြီးရင်အကိုပဲစာရောက်ကိုပဲစာစာရောက်ပဲနံပါတ်မှာထားချင်တယ်ဆိုတော့ဒီနေရာမှာအလွယ်တကူပြန်ပြီးတော့ နေရာရွှေ့လို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့တပ်ပုံတွေကိုနေရာလဲလှယ်လို့ရတယ်ပေါ့အားလုံးအဆင်ပြေတော့ပြီဆိုရင်ဒါဆိုရင်တော့ကျွန်တော်တို့ရှေ့ပြမှာပေါ့နော်တကယ်လို့အာဒီလိုပြန်ရွှေ့တဲ့အခါမှာအဆင်မပြေမှာစိုးတယ်ဆိုရင်တော့ကျွန်တော်တို့အစကလေးကဒီလိုနံပါတ်လေးတွေနဲ့ပေါ့နော်အာနံပါတ်1ကဘာလဲနံပါတ်2ကဘာလဲ3ကဘာလဲဆိုပြီးတော့နာမည်လေးကိုအရင်ပြောင်းလိုက်ပြီးမှကျွန်တော်တို့ Photoshop ထဲကိုဖွင့်ဒါဆိုရင်တော့ အဆင်ပြေတယ်ဗောနော်ဟာဒီမှာကျွန်တော်တို့လာကြည့်တဲ့ချိန်ကျရင်နံပါတ်1နဲ့3 5 2အဆင်တိုင်းတွားရုံပဲဗောနော်ဒီမှာ short pine ဆိုလာရှိတယ်လေတကယ်လို့ကျွန်တော်တို့1နဲ့3လောက်တယ်ဆိုရင်တော့ဒီ short pine name လေးကိုနှိပ်လိုက်တာနဲ့သူကအဆင်အတိုင်းနံပါတ်အဆင်တိုင်းသူကစီတွားပေးတာဗောဒါပေမဲ့ဒီနေရာမှာကျွန်တော်က CV form လေးကိုအပေါ်တင်ခြင်းနဲ့ဆိုတော့ကျွန်တော် CV form လေးကိုအပေါ်ပြန်တင်လိုက်မယ်ပြီပြီဆိုရင်ကျွန်တော်တို့ save လိုက်တော့မယ် ဒီမှာသူကပင်ညာမှာထားมาတယ်ပေါ့เนาะကျွန်တော်တို့အလွယ်တကူတိနိုင်အောင်ဒီစတော့မှာပဲထားလိုက်မယ်ဒီညမှာကျွန်တော်က CP လို့ပဲရေးလိုက်မယ်ဖိုင်ပေါ့เนาะနာမည်ပေးပြီးတော့ကျွန်တော် share လိုက်မယ်အဒီပေါလေးကြာလာပြီဆိုရင်ကျွန်တော်တို့ဘာမှပြုတ်ပြင်ပြောင်းလဲเสียမလို့ပါဘူးသူ့အတိုင်းပဲထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ share video app ဆိုတာနှိပ်လိုက်မယ်အဲဒါဆိုရင်ပြီးတော့ပြီပေါ့เนาะဒါလော်လော်လေး ဒါကျွန်တော်တို့ရှင်းပြနေရလို့ကြာသွားတယ်ပေါ့နော်တကယ်လို့ကိုယ့်အကိုလှုပ်တယ်ဆိုရင်ခဏလေးရဒါလေးလှုပ်ဖို့က Photoshop ကိုကြမ်းကျင်မှ Photoshop ကိုအတုံးပြတ်တတ်မှမဟုတ်ဘူး Photoshop ရှိပြီးတော့ဒီဗီဒီယိုလေးကြည့်ပြီးတော့ဒီတူအတိုင်းလှုပ်လိုက်ရင်ရတယ်ဘာမှခက်ခဲတာမရှိဘူးနော်ကိုလိုချင်တဲ့တပ်ပုံဒါမှမဟုတ်စာရွက်စာတမ်းတွေကိုတပ်ပုံရိုက်ပြီးတော့ Photoshop ထဲကိုဖွင့်ဖွင့်ပြီးတော့ဒီ file တွေကိုတွားတွားပြီးတော့ဒီ automatic ထဲက PDF presentation လေးကိုနှိပ်ပြီးရင် add open file လေးကိုဖွင့်ဖွင့်ပြီးရင်တကယ်လို့ကိုကနံပါတ်၄စီထားပြီလားဆိုရင်ကျွန်တော်တို့ sub by name လေးကိုနှိပ်နှိပ်ပြီးရင် ship ship လိုက်တာ ਨੇ သူက ship ဖို့နေရာလေးကိုရွေးရွေးပြီးရင်နာမည်လေးတွေပေးပေးပြီးရင် ship လိုက်ရုံပဲเนาะဒါဆိုရင်ပြီးသွားပြီပေါ့ဒါကျွန်တော်ရှင်းပြနေတော့သူကကြာတော့တယ် ဆိုတော့ကျွန်တော်တို့လုတ်ပြတဲ့ဟာကိုကျွန်တော်တို့တွားကြည့်မယ်ဒီမှာခုနကကျွန်တော် CV PDF file လေးကိုနာမည်ပေးထားတာပါနော်ဒါကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာ CV form ပါနော်ပြီးရင်ဒီမှာ CV form နှစ်ခုတောင်ပြထားတယ်အာဒါက PDF file ပြထားတယ်ပါနော် ဒါဆိုရင်ကျွန်တော်တို့တပ်ပုံဒါမှမဟုတ်စာရွက်စာတမ်းတွေကိုတပ်ပုံရိုက်ပြီးတော့ Photoshop နဲ့ PDF file ဘယ်လိုလုပ်မလဲဆိုတာကိုတည်သွားလောက်ပြီးတော့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုလေးကို ကြည့်ပြီးတော့ Photoshop ကိုလေ့လာနေတဲ့တင်ရချင်းတို့အတွက်ပညာတစ်ခုခုရသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်